ဒီနေ့ဒီကရန်ကင်းတောင်တက်လာပါတယ်လို့ဟာတော့အာကလေးတွေလည်းကြောက်ပြန်ကြနေပါတော့ hypnotherapy လုပ်ပြီးတဲ့အချိန်မှာမမိုဘာတွေပြောင်းလဲလာလဲဆိုလို့ရှိရင်မမိုကအရင်တုန်းကပေါ့နော်အာအသားဆိုလို့ရှိရင်အကုန်စားတယ်။မွေးမွေးနဲ့ခွေးနဲ့ဟာလုံးရင်ပေါ့နော်။ကြွက်ပြန်ရရင်ရှက်တော့ရှက်ပြန်ရပေါ့နော်။ကြွက်တယ်လဲစားတယ်။လဲကြွက်ကြော်ပဲဆိုစားတယ်တိလား။ hypnotherapy လုပ်ပြီးရဲ့နောက်ပိုင်းမှာ ခြေလေးချောင်းတော့ရှောင်ဖြစ်သွားရဲ့ပေါ့နော်နောက်တစ်ခုကဘာလဲဆိုလို့ရှင်မို့အတွက်ကောင်းခဲ့တဲ့အရာဆိုလို့ရှင်မို့ကငါဘာဒီလာကိုတခြားဆောင်ထင်းဖြစ်သွားတယ်တတိကလာပေါ့တတိကတာအရင်ကောင်းတယ်အာဘာကြောင့်ဒီငါဘာဒီလာကိုတခြားဆောင်ထင်းဖြစ်တာလဲဘာကြောင့်ခြေလေးချောင်းကိုရှောင်တာလဲလို့ဆိုတဲ့အခါကျလို့ရှင်ဟစ်ပနိုသရပီကလေတူဟစ်ပနိုစစ်ကပေါ့နော်အဲ့ပညာအရင်နှက်ကြီးတယ် နှက်ကြီးတယ်နှက်ကြီးတာဖြစ်တဲ့အတွက်ငိုကငိုကကလိုင်းရန်တွေကိုဒီဖေပရိုသရပီပေးတော့မယ်ဆိုလို့ရှင်ကိုယ့်ရဲ့နှုတ်ကထွက်တဲ့ငိုရစကားနဲ့ပဲအသုံးပြုရတာဟုတ်ကိုယ့်ရဲ့နှုတ်ကထွက်တဲ့စကားတွေကအာသူတို့ပေါ်မှာတီဖို့လိုအပ်တာပေါ့နော်အားကြောင့်မို့လို့တရားတွေကိုရှောင်ဖြစ်သွားအော်ဒါမို့တော့ကောင်းခဲ့တဲ့အရာလေးတွေပေါ့နော်နောက်တစ်ခုကဘာဖြစ်လဲဆိုရင် အဲဘယ်ရမဆိုပေါ့နော်တင်လိုက်တဲ့အခါမှာတင်သမ ्या ကအရင်အဲ absorb လုပ်နိုင်ဆိုအမြင့်လာတယ်အဲဒါကမမူရတဲ့ရလက်လေးတွေ